What's up ညီကိုရောစူဟပ်ကနေပြန်လဲကြိုဆိုပါတယ်ဒီတစ်ခေါက်ကျွန်တော်ပြောမယ့်ဂိမ်းကညီကိုရောစော်ဘူးရင်စော်ဘူးကြလိမ့်မယ်မစော်ဘူးရတဲ့သူတွေလည်းရှိလောက်တယ်ဒီဂိမ်းကို Dawatch လို့ခေါ်တယ် underrated game တခုဒါမဲ့သူခေတ်ခါမှာမြင်ရခဲတဲ့ combination တွေကိုဒီ game ထဲမှာတွေ့နိုင်တယ်။ Dark Watch က first person shooter horror game တခုဖြစ်တယ်။ပြီးတော့ High Moon Studio ရဲ့ပထမဆုံးပွဲဥထွက် game game ကို publish လုပ်တော့လဲ Capcom လိုမျိုး Titan Publisher ကြီးတခုစိတ်မကောင်းစွာနဲ့ကျွန်တော်ပြောခဲ့သလိုပဲ underrated ဖြစ်သွားတယ်။ဒီ video မှာတော့ Dark Watch game ကဘယ်လိုမျိုး unique ဖြစ်တယ်ဆိုတဲ့အချက်တွေနဲ့အတူ Dark Watch Universe ရဲ့ background story နဲ့ gameplay တွေကို analyze လုပ်တော့မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ Dark Watch Universe ရဲ့ origin ကိုအရင်ဆုံးပြောပြမယ်။ ဒါဝတ် universe မှာ supernatural being တွေဆိုတာကဘာဝဆကတွေကသူတို့ကလည်းတတူရှိနေကြတာဖြစ်တယ် vampire တွေ ghoul တွေ evil spirit တွေဆိုတာလူသားတွေနဲ့ရာစုနဲ့အဆက်ဆက်နဲ့ဘန်းလုံးနေကြတာပေါ့အဓိကကတော့ vampire တွေဒီ vampire တွေကလည်းတခြား dimension ကနေလာကြတာဖြစ်တယ်တောက်လျှောက်လူသားတွေဘက်ကတော့ရှုံးခဲ့တာပေါ့ roman empire ကြီးတောင်ဒီ vampire တွေကိုမနိုင်ခဲ့ဘူး အဲ့လိုနဲ့66 AD မှာ Lazarus Melchior ဆိုတဲ့ Roman ဘုကြီးတယောက်က Dark Watch ဆိုတဲ့ organization တစ်ခုကိုတည်ထောင်လိုက်တယ်။ဒီအဖွဲ့အစည်းရဲ့အဓိကယူရချက်ကလူသားတွေကိုမကောင်းဆိုးဝါးတွေလက်ကနေကာကွယ်ပေးဖို့ဖြစ်တယ်။အိုက်ခေတ်ခါမှာအတော်ဆုံးဆိုတဲ့ပညာရှင်တွေစစ်သားတွေက Dark Watch ကိုပါဝင်လာကြတယ်။ Dark Watch ကလူသားတွေရဲ့အကောင်းဆုံးခံစစ် ပြီးရင်တိုက်စစ်ဖြစ်လာတယ်။အလဲအပြောင်းအကြီးကြီးဖြစ်သွားတာက Lazarus ကစွမ်းအားကြီးတဲ့ Demon တစ်ကောင်ဝင်ပူးတာခံရပြီး Powerful Vampire ဖြစ်လာတယ်။အမောင်တို့စွမ်းအားတွေကိုသူကိုယ်တိုင်လက်ခံမိလာရော။အဲ့လိုနဲ့သူတည်ထောင်ထားတဲ့ Dark Watch အဖွဲ့အစည်းကိုသူ ပြန်ဆန့်ကျင်လာတယ်။ဂျာဝက်ချ်ဖွဲ့စည်းကြီးတစ်ခုလုံးလည်းသူ့လက်ချက်ကြောင့်ပျက်စီးလို့နေပါဖြစ်သွားတယ်။နောက်ဆုံးမှ Lazarus ကိုတတ်လို့မရတော့ကြောင့် Darwish ကနှစ်ပေါင်းထောင်နဲ့ချီအောင်သူ့ကိုဖမ်းပြီးထိန်းသိမ်းထားလိုက်တယ်။အဲဒီနောက်မှာ Darwish အဖွဲ့စည်းကလည်းအရင်လိုယောမနဲ့အိမ်နီးချင်းနိုင်ငံတွေမှာမဟုတ်ပဲတကဘာလုံးကိုတက်တည်ဖြန့်ထားတယ်။ကဲအခုမှဇလန်းကတကယ်စမှာပါ။ 1896ခုနှစ် Arizona ပြည်နယ်မှာ Dawes အဖွဲ့အစည်းရဲ့ယထာစင်းကအရေးကြီးတဲ့ခါကိုတစ်ခုကိုတဲပို့သွားနေတယ်။ဒီယထာပုံမှာတံပူးကြီးရဲ့ယတနာတွေပါမယ်ထင်ပြီးတော့ဖျက်လို့မဲ့ကောင်းပွိုင်တကောင်ထွက်လာတယ်။ဒီကောင်နာမည်က Jericho Cross ။ Jericho က American Civil War စစ်ပြန်ပြီးတော့အာနာပိုင်တွေကအလိုရှိနေတဲ့ဝရမ်းပြေးတယောက်။အခုဒီကောင်ကယထာပုံမှာသူ့ကိုချစ်ချစ်တဲ့ချမ်းသာသွားစေမယ့်ယတနာတွေပါလာမယ်ထင်နေတယ်။ဒါကြောင့်သူ့ဘဝရဲ့နောက်ဆုံးအကြိမ်လို့သဘောထားပြီးဓမြတိုက်တော့မှာပါ။ အဲ့မှာ Jericho ထီပေါက်သွားတာပဲယထားပုံမှာစိန်ရွှေငွေယတနာတွေမပြောနဲ့အချွေစစ်တစ်စိတ်တောင်မပါဘူးဘာတွေပါလဲဆိုတော့ Reaper ဆိုတဲ့ဂူးလိုလိုကောင်းနေဒီကောင်းနေချင်းပြည့်နေနေတာပါဒီတိုင်းရိုးရိုးချောင်းလုံးပြုတ်နေပြည့်ရင်ဘာမှမဖြစ်မဲ့ကောင်းနေဆိုတော့ Redeemer Pistol ဆိုတဲ့တနတ်တလက်ရလာတယ်ဒါဝက်စ်အေဂျင့်တွေကိုင်နေကွန်မွန်တနတ်တလက် ဒီလိုမကောင်းဆိုးဝါးတွေကိုတတ်တဲ့နေရာမှာအသုံးဝင်တယ်ဒီတနက်နဲ့ Jericho ကဂူးတွေကိုရင်ဆိုင်ရတယ်ကြောက်ဝက်တယ်လာတဲ့အရေးကြီးခါကိုဆိုတာကလည်းသူတို့နှစ်ပေါင်းထောင်နဲ့ချီဖမ်းထားတဲ့ Lazarus ကြီးဖြစ်နေတယ် Jericho ကဒါတွေဘာမှမသိပဲ Lazarus ကိုလွတ်ပေးမိတယ်လို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာ Dawes အဖွဲ့က custody shop ဆိုတဲ့ agent မှလည်းရောက်လာပြီးတားပေမဲ့မမီလိုက်ပြန်ဘူး Take it easy, partner. You got no clue what you're into. There's no gold in that vault. Oh, to hell with it. No! Sweet mercy! What have you done? Lazarus ကလည်းလွတ်လွတ်ချင်းမှာပဲ virus တစ်ခုလုံးကို vampire curse တနည်းအားဖြင့်လူသားတွေကို vampire တဝက်ဖြစ်အောင်ပြောင်းနေခြင်းစာကိုသက်သွင်းလိုက်တယ်။ဒီခြင်းစာကလူသားတွေကိုပဲ vampire ဖြစ်စေတာမဟုတ်ဘူး။ Undead army တစ်ခုလုံးကိုလည်းနှိုးလိုက်တယ်လို့ဖြစ်သွားတယ်။အဲ့တော့ virus တစ်ခုလုံးက Lazarus လက်ချက်ကြောင့်ဒုက္ခလလရောက်ကုန်တယ်။ Jericho နဲ့ Cassidy တို့ကအတက်နိုင်ဆုံးတားဖို့လုပ်ဝင်မယ်အင်အားချင်းကမမြဘူး။ပြီးတော့ Jericho က Lazarus ရဲ့ vampire curse ကိုထိထားသေးတယ်။ Vampire တဝက်ဖြစ်လာပေမဲ့သူ့မှာရှိတဲ့ super power တွေကိုကောင်းကောင်းအသုံးမချတတ်သေးဘူး။အဲ့တော့ထွက်ပြေးရတာပေါ့။ ဂျယ်ရီကိုကယထာကိုအနောက်တွဲတွေဖျက်ဆီးလိုက်ပေမဲ့လာဇရက်ကလိုက်လာနိုင်အောင်ပါပဲအဲ့မှာဂျယ်ရီကိုကမြင်းတစ်ကောင်ကိုပြေးပြီးကိုက်လိုက်တယ်ဗမ်ပါယာခရော့စ်ကြောင့်ဂျယ်ရီကိုတယောက်သွေးတွေစားလာပြီအဲ့မြင်းကရုတ်တရက်မီးတွေတောင်းအငွေ့တွေထွက်ပြီးသူ့ရဲ့စီးတော်ရင်အလန်းစားဖြစ်သွားတယ် သူကမြင်းကိုဒီတိုင်းပဲကိုက်လိုက်တဲ့ဆိုပေမဲ့အစွမ်းနေပိမိတယ်လို့ဖြစ်သွားတာပါဒီမြင်းကြီးစီးပြီးတော့ဆောလဲလဲလေးနဲ့တူတူထွက်ပြေးရတာပေါ့ Lazarus ကလည်းအတောင်ပံပေါက်ပြီးသူတို့နောက်ကိုထက်လိုက်လာတယ်သူဘတ်တော်သားရှန်သူအစ်တတွေက Jericho ရိုးနောက်ကိုလိုက်လာတယ်ဒီကောင်တွေကို Underwriter လို့ခေါ်ပြီးလူရောမြင်းရောအယိုးစုဘဝရောက်နေတဲ့ Rider တွေပါဒီကောင်တွေကတနက်ပြင်းမြင်းစီးကျွမ်းတဲ့ရှန်သူအမျိုးအစားတွေ တကောင်ပြီးတကောင်ကိုစက်တိုက်ပေါ်လာပြီးတိုက်ခိုက်လိုက်မယ်။ Underwriter တွေနဲ့ရင်ဆိုင်လို့ပြီးတဲ့နောက်မှာကောင်းငယ်ဘော်ကနေ Lazarus ကြီးပေါ်လာပြီးတိုက်ခိုက်လာလိုက်မယ်။ Powerful Vampire ဆိုတဲ့အတိုင်းဘာမှန်းတော့သိချပြောပြလို့မရတဲ့အစွမ်းအနေနဲ့စက်တိုက်ကိုပြစ်တာပါ။ Lazarus ကအထိနာသွားတဲ့အခါကျရင်တော့ပေါ်တယ်တစ်ခုဖွင့်ပြီးတက်ဆုပ်သွားလိမ့်မယ်။အဲနောက်မှာ Cassidy ကတော့ Jericho ကို Dawatch အဖွဲ့စည်းရဲ့စခန်းတစ်ခုကိုခေါ်သွားဖို့လုပ်တယ်။ Dawatch ကဒီ Vampire Cross ကိုတတ်တာသွားအောင်လုံနိုင်တဲ့နည်းလမ်းရှိပုံရတယ်။ ဂျာဝက်စ်ကိုသွားဖို့ဖြတ်လန်းကမြင်းနေနဲ့သွားလို့မရတဲ့လမ်းဆိုတော့ချေလျင်ဒိုးရမှာဖြစ်တယ်။ဒီကနေစပြီးတော့ Jericho က Vampire အစွမ်းအသစ်တွေကိုစပြီးတုံးနိုင်လာတယ်။ဒီ Red Vision ဆိုတဲ့အစွမ်းဆိုရင်ရန်သူတွေကိုတိချမြင်ရအောင်လုပ်ပေးတယ်။ Superman ရဲ့ Heat Vision လိုပုံစံမျိုးပဲ။ပြီးတော့ Shield နဲ့ Mighty Design နဲ့ Carbine Rifle တလက်ရလာတယ်။တကယ်အပြင်က1858ခုနှစ်ထုတ် Tube Mask Model ကို inspire ယူထားတာဖြစ်တယ်။များသောအားဖြင့် Darwish အဖွဲ့ဝင်စစ်သားတွေကိုင်နေ ဒီတနက်ကသူ့ရဲ့ reload မြန်တာရဲ့ပြီးရင် mirage မှာဆိုတော်တော်ကျန်းတဲ့အချက်ရဲ့အကြောင်းမကောင်းဆိုးရတွေကြောက်ကြတယ်။ require လည်းတော်တော်နည်းတာကြောင့်အဆင်ပြေတာပေါ့ ခါပိုင်နဲ့ပြည့်ရတဲ့ရတာကလည်းမိုက်တယ်တဖက်ရှန်သူကလည်း Gunsling ကဆိုတော့တနတ်သမားတဲ့အများကြီးပါလာတော့ဒီတနက်က Jericho အတွက် lightsaber ဖြစ်သွားတော့ပေါ့ပြီးရင် crossbow တလက်ကိုလည်းရလာလိုက်မယ်ဒီ crossbow ဒီလည်း Dark Watch ရဲ့ weapon engineer တွေဖန်တီးထားတဲ့အထူးလက်နက်တစ်ခုဖြစ်တယ်ဒရိုင်နဲ့မြားနှချောင်းပစ်နိုင်ပြီးမြားဘူးကလည်းဘုံတက်ထားတယ်တာမန်ရန်သူတွေအတွက်မဟုတ်ပဲရန်သူជីជីမမတွေနဲ့ရင်ဆိုင်ရတဲ့အခါသုံးဖို့ပုံစံမျိုးပါ Dark Watch ထဲမှာပါတဲ့တနက်တလက်ချင်းစီတိုင်းအတွက်လည်းသူတို့ကိုယ်ပိုင် background story လေးတွေရှိတယ် cross bow ကိုမှဘုံးနေတက်ထားတာဆိုတော့ပြေးရတာ stable မဖြစ်ဘူး gen 3ဇက်တိုက်မရမနာမြေကြီးတွေကထွက်လာပြီဆိုရင်ပတ်ဝန်းကျင်မှာ even max ဆိုတဲ့အရာရှိနေလို့ပါဒီတော့ဓာတ်တွေကိုဖြည့်ဆည်းပြေးရမယ်ပြက်လန်းလို့သာပြောပေမဲ့ဒီအောင်မှာရင်ဆိုင်ရတဲ့ရန်သူတွေကနည်းနည်းနော်တော့မဟုတ်ဘူး။ခါပိုင်ကလည်းကောင်းတယ်ဆိုပေမဲ့ထင်းတဲ့လောက်ခီးမရောက်ဘူး။ cross bow ကြလည်း MO ကနဲတော့ပြဿနာစတက်လာတယ်။ရန်သူတွေကလည်းလုံးဝအနီးကပ်ရင်ဆိုင်ရတဲ့ကောင်းတွေကြီးပဲ။ဒီမှာ Jericho ကိုဘယ်သနက်ကကယ်သွားတာလဲဆိုတော့ shotgun မှာ Angus Yogan လို့ခေါ်ပြီး Dawes Asian နဲ့အကြိုက်ဆုံးတနက်တလက်ပေါ့ဒီတနက်ရဲ့ထူးခြားချက်ကပြောင်း၄ခုတောင်ပါတယ်တခါပြင်းရင်ပြောင်းနှစ်ခုကနေကြီထွက်တယ်မောင်းပြန်ချိန်တဲ့အခါကျတော့နောက်ထပ်ပြောင်းနှစ်ခုကအဆင်သင့်မယ် Yogan ဆိုတာမျိုးကအနီးကပ်ဆိုရင်ပြောင်းတစ်ခုကနေကြီတဲ့တောင်ထွက်ရင်ကိုရန်သူကကြေမွသွားတာမျိုး Bay Dimension ကလာတဲ့ကောင်ဖြစ်ဖြစ်ဖွာထွက်သွားမှာပါတနက်ရဲ့ဒင်းမှာလဲ၆လက်မအရွယ်အစားလောက်ရှိတဲ့ဓာတ်တစ်ခုတတ်ထားသေးတယ် ကြည်ဖြစ်နေတော့ဟိုကောင်နေအနားကပ်လိုက်ရင်ဒင်ကဓာတ်နဲ့မျက်နှာကိုဖြတ်ခုတ်လို့ရတာပေါ့လုံးဝအကျမ်းပါမြေအောက်ကနေခက်ခက်ခဲထွက်လာပြီးတဲ့နောက်မှာကောင်မလေးတယောက်နဲ့တွေ့တယ်ဒီကောင်မလေးက Lazarus ရဲ့ Vampire Cross ကိုမိထားတဲ့လူသားတယောက်ဒီမှာဆိုရင် Jericho အနေနဲ့ဒီကောင်မလေးကိုကယ်မလားတတ်မလားဆိုပြီးရွေးရတယ်ဒါက morality သဘောမျိုးပဲ good guy ပဲလုံးမလား evil ဆံမလားဆိုတော့က player ရဲ့ရွေးချယ်မှုပေါ်မူတည်တယ်ဒါမဲ့အကျိုးဆက်တော့ရှိတယ် ဟိုလိုမျိုးတခြား gain တွေလို့ဒီ morality က ending ကိုသွားပြီးတက်ရောက်တာမျိုးရဲ့တော့မဟုတ်ဘူး morality ကိုလိုက်ပြီး super power အစ်စ်တွေရတာပါအခုဒီကောင်မလေးကိုကယ်လိုက်တော့ Jericho က silver bullet ဆိုတဲ့အစွမ်းကိုရလာလိမ့်မယ် silver bullet ဆိုတဲ့အတိုင်းမကောင်းဆိုးဝါးတွေကိုမြင်မြန်နဲ့ကိစ္စချောပေးလို့ရတယ်နောက်ပိုင်းမှာလည်းဒါမျိုးကဇက်တိုက်ကိုရွေးရလိမ့်မယ်အဲ့ကြလေအသုံးဝင်တဲ့ super power တွေရမယ်ပေါ့ Jericho နဲ့ Cassidy တို့နှစ်ယောက်လွတ်သွားပြီးထင်ပေမဲ့လည်းကန်ဆိုးသွားတယ်။ Lazarus က Cassidy ရဲ့ခေါင်းကိုဖျက်ပြီးတတ်လိုက်တယ်။ ပြီးတော့ကက်ဆယ်ရီရဲ့ dead body ကို Jericho စီချပေးထားတယ်အဲဒီနောက်မှာ Jericho လည်းမကောင်းဆိုးဝါးတွေကြီးပြင်းနေတဲ့မြေအောင်မိုင်းတွင်းကြီးတွေကနေထပ်ပြီးရုံထွက်ဖို့စ조사ရလိမ့်မယ်ဒီအောက်ကနေလွတ်သွားတဲ့နောက်မှာတော့သူမထင်ထားတဲ့မြေကွင်းတစ်ခုကိုမြင်လာတယ် finished water won't help vampires drink blood remember ကက်ဆယ်ရီကသေသွားတယ်ဆိုပေမဲ့သူ့ရဲ့ spirit ကအသက်ရှင်နေတော့မယ် ခက်ဆက်ဒီကဂျယ်ရီကိုဘေးနားကနေမတိုက်ခိုက်ပေးနိုင်တော့ပေမဲ့ဒီ spiritual phone နဲ့အနားမှာနေအကြံနေပေးပြီး dark watch စီရအောင်ကူညီပေးမှဖြစ်တယ် ဒီတော့ Jericho လဲကက်ဆယ်ရီရဲ့အကူအညီနဲ့ပဲခရီးဆက်ရတယ်။လန်ဒက်ရှောက်မှာလဲ Dawatch အဖွဲ့ဝင်တွေသိဆုံးနေတာတွေ Lazarus ရဲ့ကျင်းစာအစွမ်းကြောင့်ရွာတွေမြုံငယ်လေးတွေပျက်စီးနေတာတွေကိုတွေ့ရလိမ့်မယ်။ပြီးရင်ဒီရွာတွေကအိမ်ထဲမှာပဲအစိမ်းအောင်ပေါ်တယ်တစ်ခုပွင့်လာလိမ့်မယ်။ဒီပေါ်တယ်ကိုဝင်လိုက်ရင် Dawatch Citadel စီရောက်သွားလိမ့်မယ်လို့ကက်ဆယ်ရီကပြောတယ်။ဒါမဲ့ကန်ဇက်တိုက်ဆိုးနေတဲ့ Jericho တယောက်ရောက်ရမယ့်နေရာကိုမရောက်ပဲဘာမှမသိတဲ့နေရာကြီးတစ်ခုကိုထိရောက်သွားပြန်တယ်။ This isn't the Citadel. the hell is this place? ဒီမှာဆိုရင်ဒါဝတ်အဖွဲ့စည်းကလူတွေကိုစတွေ့လာတယ်။ဒါမဲ့ပုံမှန်ဒါဝတ်မှန်ပါတယ်မဟုတ်ပဲရုပ်ပြစင်းပြဒီမွန်ပိုးစစ်ခံထားရတဲ့ဒါဝတ် agent နေနဲ့တခြားသိပ္ပံပညာရှင်တွေပြီးရင်သူတို့နဲ့အတူထူးဆန်းတဲ့မကောင်းဆိုးဝါးပုံစံနဲ့အကောင်တွေကိုဖိုင်ထဲမှာထည့်ထားတာမျိုးကိုတွေ့ရတယ်။ Cassidy ပြောပုံအရတော့ဒါဝတ်ကဘရောမှာဒါမျိုးတွေမလုပ်ဘူးဆိုတာပါပဲ။အဲ့တော့ဒါဝတ်အဖွဲ့စည်းမှာနေခိုင်းအစ်တစ်ခုထပ်ပေါ်နေပြီ။ဒီကောင်တွေကဒီနေရာမှာ experiment တွေရှောက်လုပ်နေတယ်။ပြီးတော့အဆင်မပြေဖြစ်သွားတယ်။ အဲ့နေရာမှာရှိတဲ့တိတ်ပင်ပြင်းနေရှင်တွေလည်းအကုန်လုံးတိတ်ကုန်တယ်။ဂျာဝက်စတတဲကဒီကနေဆိုတိတ်မဝေးတော့ဘူး။ဂျာမန်ပြဿနာကနေထွက်တော့မယ်။ဒီတော့မြင်းစီးပြီးရေးလဲဒုံဆိုင်ပြေးရတာပေါ့။စတတဲကိုရောက်သွားပြီမဲ့အခြေအနေတွေကဂျယ်ရစ်ကိုထင်ထားသလိုမဟုတ်ပြန်အောင်ယောက်ဝတ်အဖွဲ့ရဲ့လက်ရှိခေါင်းဆောင်ကတ်ဝိတ်ကကက်ဆက်ဒီသိမ်းဆုံးတာနဲ့ပတ်သက်ပြီးတော့ဂျယ်ရီကိုကိုအပြစ်တင်တယ်။သူ့ယထာကြီးပျက်စီးသွားတာနဲ့ပတ်သက်ပြီးလည်းအပြစ်တင်တယ်။ အစိုးဆုံးကတော့ Lazarus ကိုလုံအောင်လုပေးလိုက်တဲ့အတွက်ပိုပြီးအပြစ်တင်တယ်။တကယ်လဲဒါတွေအကုန်လုံးက Jericho ရဲ့အမားပဲ။ဒီဘေးက Jericho ကို Dawash မှာနေရာတစ်ခုပေးဖို့လုပ်လိုက်မယ်။ Dawash မှာကလူသားတွေကြီးပဲရှိတာမဟုတ်ဘူး။ Vampire Agent တွေလည်းရှိတယ်။ Jericho ကိုလည်းသူတို့ဘက်ကလူတယောက်ဖြစ်အောင် Dawash မှာပါဝင်ခိုင်းတာမျိုးပေါ့။ဆိုပေမဲ့ဒီတိုင်းကောက်ခံငင်းကကြီးတန်းပြီးတော့ဖြစ်သွားမှာမဟုတ်ဘူး။ Jericho ကရေလက်ခက်ခဲကြမ်းတမ်းတဲ့စမ်းသက်ချက်တွေကိုအောင်မြင်အောင်လုပ်နိုင်မှရမယ်။ ဒီနေရာက training ground ကြီးအခု Jericho စံသက်ခံနေရတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုရင်တော့ training ground ထက် gladiator ရဲ့လူသက်ကွင်းနေနဲ့ပိုတူနေတယ်။ဟိုဘဲ Jericho ကိုမသိသိအောင်ကိုစံသက်ချက်တွေပေးနေတဲ့သဘောပေါ့။ရှင်းမရှင်းကတော့ Jericho ရဲ့ survivor skill ပေါ်မူတည်သွားတယ်။ဒီနေရာမှာဆိုလဲရေနွေးငွေတွေဖုံးပြီးဘာမှမမြင်ရတဲ့ခြားကခလုတ်သုံးခုကိုပိတ်ခိုင်းတာမျိုးတွေတွေ့ရတယ်။ပြီးရင် Jericho ကိုအလောင်းနဲ့ပုတ်ပွားပြီးနန်းစုံနေတဲ့ရေမြောင်းတွေကိုထပ်ပုတ်လိုက်ပြန်တယ်။လုံးဝဒီနေရာကြီးက creepy ဖြစ်ဖို့ကောင်းတယ်။ ဒီမှာရင်ဆိုင်ရတဲ့ရန်သူအမျိုးအစားတွေကလည်းကြောက်ဖို့ကောင်းနေပြန်ရော These things from briefings. They're called vipers. ဒီကောင်တွေကို viper လို့ခေါ်တယ်။ရေးလဲမားတဲ့ကောင်တွေ။တခြားကောင်တွေဆို shotgun နဲ့အလုံးစုံထုတ်ရမှာသုံးချက်ပေါ့။ viper တွေကတော့တော်တော်ကြီးကိုမားတဲ့ကောင်တွေမလို့အနီးဝေးပေါ်လိုက်ပြီး၅ချက်၆ချက်လောက်မှသိတယ်။ ဒီရေမြောင်းစီးတစ်ခုလုံးက fiber တွေအပြည့်ပဲကြီးမလောက်တာမျိုးတွေလည်းပုံပြီးရင်ဆိုင်လာရတယ်အစိုးဆုံးက Jericho ကို vampire အစွမ်းနေတုံးလို့မရအောင်အပြင်းနဲ့အလင်းတွေကြားထဲမှာရန်သူအကောင်အကြီးကြီးနဲ့ခြာခိုင်းတာမျိုးတွေဒါမျိုးတွေလည်းလောက်ခိုင်းနေဒီလိုမျိုးခက်ခဲတဲ့စံသက်ချက်တွေအကုန်လုံးကိုအောင်မြင်ပြီးသွားရင်နော် Jericho က Dawatch ရဲ့ official agent ဖြစ်သွားပါပြီ Giddy up, cowboy. My name's Tala. Let's mount up. ပြီးရင် Tala ဆိုတော့ agent ကောင်မလေးနဲ့လေသူက partner သစ်ဖြစ်လာလိမ့်မယ်။ Jawatch agent အနေနဲ့ပထမဆုံးလုပ်ရမယ့် mission ကမကောင်းဆိုးဝါးတွေကျူးကျော်နေတဲ့ဂျွာလေးကိုသွားပြီးတော့ခုခံပေးရမယ်။တခြား Jawatch agent တွေလည်းပါတယ်။အဓိကက Even Mark တွေကိုဖျက်ဆီးပစ်ဖို့ဖြစ်တယ်။ဒီကနေစပြီး Jericho အတွက်လည်းနောက်ထပ်အမိုက်ဆက်လက်နက်သစ်တစ်ခုကိုရလာတယ်။ဒီကောင်ကသားမဲ့လောင်ချမျိုးမဟုတ်ဘူး။ သူ့ကို real rocket လို့ခေါ်တယ်ဒီတနက်ရဲ့ဖွဲ့စည်းပုံကလည်းတော်တော်ကြီးကိုထူးခြားတယ်စစ်သမောတွေမှာတုံးတဲ့ naval cannon တို့ကို portable motor တစ်လုံးဖြစ်အောင်ပြောင်းထားတယ်ထောင်ရှိရာ9ခုနဲ့မှာ dawatch ရဲ့ engineer တွေကဒီကောင်ကိုစပြီးတော့ဖန်တီးခဲ့တယ်ဈားထဲမှာ prototype အမျိုးအစားတွေ9ခုလောက်ရှိတယ်ဒီဆက်ဆက်ဆက် model ကိုကြတော့1831ခုနှစ်လောက်မှာအောင်အောင်မြင်မြင်အပြီးသတ်နိုင်ခဲ့တယ်အဲ့ကနေစပြီးဒီအမြောက်တနက်ကြီးက Dawes တနက်တွေထဲမှာအကုန်ကြအများဆုံးနဲ့အနေရအများဆုံးတနက်တစ်လက်ဖြစ်လာတယ် ဂျယ်ရီကိုအနေနဲ့လည်းဒီလက်နက်ကိုတကယ်အရာမရန်သူအကြီးကြီးတွေနဲ့တွေ့မှသာသုံးရတာမျိုးပါဒီလိုနဲ့ဂျယ်ရီကိုနဲ့ဒါဝက်အေဂျင့်တွေကဒီဂျွာလေးကိုအောင်မြင်မြင်ပဲကယ်တင်လိုက်တယ်ပြီးရင်ဂျယ်ရီကိုကဒါဝက်အေဂျင့်အနေနဲ့မစ်ရှင်၃ခုကိုလုပ်ရမယ် officially ဒါဝက်အေဂျင့်ဖြစ်လာပြီဆိုတော့ဂျယ်ရီကိုအနေနဲ့မစ်ရှင်တွေမစခင်မှာသူဘယ်မစ်ရှင်ကိုလုပ်ချင်လဲဘယ်လက်နက်ကို primary weapon အနေနဲ့ကင်သွားချင်လဲဒီလိုမျိုး option တွေကိုရွေးလို့ရလာတယ် ဒီတခုဆိုရင်မကောင်းဆိုးဝါးတွေခြားထဲမှာ Dawish agent တွေကိုသွားခဲ့ရမယ် mission ဒီ mission မှာဆိုရင် Halo ရဲ့ gameplay ပုံစံလေးတွေနဲ့တတော်ကိုဆင်တာကိုတွေ့ရလိမ့်မယ် player ဘက်ကကြည့်မယ်ဆိုရင်တော့ဒီရင်ကိုထိန်းချုပ်ပြီးမောင်းရတာနည်းနည်းလေးခက်တယ်ဒါမဲ့ပြည့်ရတဲ့အရာသာကတော့ overpower ဖြစ်တယ်ဆိုတဲ့ခံစားချက်ရတယ်ပြီးရင်အစာဦးထဲမှာပိတ်မိနေတဲ့ Dawish agent တွေကိုကယ်ပေးရတယ်နောက် mission ကတော့အရေးကြီးတယ် Dawish agent တွေက Citadel ကိုအရေးကြီးတဲ့ artifact တစ်ခုကိုတဲလာတယ်ဒါမဲ့လမ်းမှာ Lazarus ရဲ့ knowledge တွေကဓာကြီးကိုဖျက်လို့လုံနေတယ် ဒီတော့ Jericho အနေနဲ့ဒီ artifact ကို Lazarus ရဲ့လက်ထဲမှာရအောင်သွားယူရတယ် Lazarus ဒီဟာကိုလိုချင်နေတာကလည်းအကြောင်းပြချက်ကောင်းကောင်းရှိတယ်ဒီ artifact က vampire တွေကိုနေဘက်မှာသွားလို့ရအောင်အသက်ရှင်နိုင်အောင်ကာကွယ်ပေးတာဟာမျိုးပေါ့သူ့နာမည်ကလည်းခက်လန်းလန်းလေး Deadly Prism လို့ခေါ်တယ်ဒီတိုင်းပစိလေးတစ်ခုပဲယူရမယ် mission ဆိုပေမဲ့ခတ်တာကနေဘက်ကြီးဖြစ်နေတယ် ီတော့ Jericho အနေနဲ့ Vampire အစွမ်းတွေကိုတုံးလို့ရမှာမဟုတ်ဘူးအရေးထဲကိုရောက်မှာပဲတုံးလို့ရမှာ Deadlight Prisoner ကိုရောက်ပြီဆိုတာနဲ့ဒီ mini gun ကိုတတ်တာခွာထားလိုက်ပါဘာလို့ဆိုဒါဇင်နဲ့ချီတာမကောင်းစိုးရတွေကဇက်တိုက်ကိုပေါ်လာမှာဖြစ်တယ် ောက်ဆုံးမစ်ရှင်ကကြာမကောင်းဆိုးဝါးတွေတိုက်ခိုက်မှုကြောင့်ဒုက္ခရောက်နေတဲ့ Native American ရွာလေးတရွာကိုကယ်တင်ရမှဖြစ်တယ်။ဒီမစ်ရှင်၃ခုလုံးပြီးသွားရင်ကြာထာလာနဲ့မစ်ရှင်အသက်ကိုထပ်လို့ရတယ်။ Hangtown ဆိုတဲ့မြို့ကမကောင်းဆိုးဝါးရဲ့လက်ထက်မှာလုံးဝကျနေတယ်။ထာလာက Dawatch ရဲ့ Old Fashion Way တွေအတိုင်းပဲဖြည့်ရှင်းမှာမဟုတ်ဘူး။ဘာကြောင့်လဲတော့မသိပေမဲ့ထာလာကဒီမြို့မှာရှိသမျှလူတွေအကုန်လုံးကိုတပ်ပစ်ဖို့အမိန့်ပေးထားတယ်။ Dawes agent တွေကအပြင်းမဲ့တဲ့လူတွေကိုလည်းတတ်နေတာကိုတွေ့ရတယ်။ဆိုတော့ဒီမျိုးကိုလည်းအပီးတိုင်ဖြစ်စည်းဖို့လုပ်ထားတယ်။မကောင်းဆုံးအင်အားကများတော့ Dawes agent တွေတော်တော်များများသိကုန်တယ်။ဒီလိုတလွဲဖြစ်သွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း Dawes counsel က Jericho ကိုပဲအပြစ်တင်တယ်။အဲ့မှာ Tala ကလာပြီးတော့သွေးထိုးစကားတွေပြောလာရော။ Jericho ကလည်းနည်းနည်းအရေးပြောသွားတယ်ထင်ပါတယ်။ထာလာနဲ့ဘာညာဘာညာတွေဖြစ်သွားတယ်ပြီးတော့ဆရာသမားကအိပ်ပျော်သွားရောညိုးလာတဲ့အခါကျအရာအလုံးဇောက်ထုံးမိုးမျော်တွေဖြစ်ကုန်ပါလိမ့်ရောထာလာကဒါဝက်စ်ကိုသစ္စာဖောက်သွားတယ် ဒါဝတ်စ်တေးစစ်တပ်ကြီးကအပြင်းအထန်ကိုတိုက်ခိုက်တာခံနေရတယ် ထာလာကဒါဝစ်အကြောင်းအကုန်လုံးအစအဆုံးသိနေတဲ့သူဆိုတော့အလစ်တိုက်ဖို့အခွင့်အရေးကိုဇက်တိုက်ချောင်းနေခဲ့တာပေါ့။နေအောင်တန်ကိုခံနိုင်တဲ့ deadline prison ကိုဒါဝစ်ကတယ်လာတယ်လို့သတင်းပေးတာလည်းသူပဲ။ပြီးတော့အပြစ်မဲ့တဲ့သူတွေကိုမကောင်းဆိုးဝါးတွေနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးစေးထုတ်လိုက်တာကလည်းသူပဲ။ဒါကြောင့်မလို့ Hangtown မြို့ကအပြစ်မဲ့တဲ့လူတွေကို Dawes agent တွေကတပ်ပစ်လိုက်တာပေါ့။ Jericho နေရာမှာပြီးရောက်သွားတော့ကမြင်ခဲ့တဲ့ Dawes agent တွေနဲ့သိပ္ပံပညာရှင်တွေဆိုတာကလည်းအကုန်လုံးကထာလာရဲ့အစီအစဉ်တွေကြီးပဲ။အခုလည်းထာလာရဲ့လက်ချက်နဲ့ Dawes စစ်တပ်ကြီးကပြက်စီးနေပြီ။ ဒါဝက်စ်ခေါင်းဆောင်ရောပြီးရင်အေဂျင့်တွေရောအကုန်လုံးနှိပါရဲဆက်ဆက်အသက်ခံလိုက်ရတယ်ပြီးတော့ထာလာကိုရိုင်းကဥဆောင်ပြီးတော့ကိုတတ်နေတာပါအဲ့ဒီမှာ Lazarus ကလည်း Citadel ထဲကိုရောက်နေပြီ Deadlight Prism ကိုသွားယူတော့မှာပါ။သူ့ရဲ့ Ancient Vampire Power နဲ့ Deadlight Prism အစွမ်းကိုပေါင်းလိုက်မယ်ဆိုရင် Lazarus ကလုံးဝထိမ့်မရသိမ့်မရဖြစ်ကုန်မှာ။ Jericho အနေနဲ့က Lazarus Deadlight Prism ကိုမရခင်သွားတားရမှာဖြစ်တယ်။တားရမယ်လမ်းတစ်လျှောက်မှာတော့ဒါဇင်နဲ့ခြေရာမှာကောင်းဆိုးရတွေကိုတတုပ်ပြီးတတုပ်ရင်ဆိုင်သွားရမယ်။ကန်ဆိုးကျင်တော့လေ Lazarus ကပဲ Deadlight Prism ကိုရပြီးစုပ်ယူသွားတယ်။ ပြီးတော့ပိုပြီးတော့ powerful ဖြစ်တဲ့ vampire အသွင်ပြောင်းသွားတယ်ဒါမဲ့လေ Jericho အနေနဲ့က Lazarus ဘလောက်ကြီးပဲ powerful ဖြစ်တဲ့ပုံစံကိုပြောင်းသွားပါစေအောင်မရရအောင်ကိုတားရမှာအဲ့လိုမှမဟုတ်ရင်လူသားမျိုးနွယ်တခုလိုအမောင်ခစ်ကိုရောက်သွားနိုင်တယ်သူ့ဘာသာဘလောက်ကြီးကျန်တဲ့ vampire lord ကြီးပဲဖြစ်ဖြစ် Arizona မှာတော့ကြီးဆယ်ကက်လောက်နဲ့ကုံအောင်ပြစ်လိုက်ရင်ကိုလစ်သွားမှာပါလာဇရက်လက်ချရခွေရဲ့လက်ချက်နဲ့တည်သွားပါတယ် အိုက်ကချာရဲ့ blood judgment ဆိုတဲ့ option တစ်ခုပေးလိုက်မယ်။ Jericho အနေနဲ့အရေးအကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုချရတော့မယ်။ ဒီ option တစ်ခုက good ending နဲ့ bad ending ဆိုပြီးထွက်လာလိမ့်မယ်ပထမ option က Lazarus ကိုရဲမှာရှိနေတဲ့အစွမ်းကိုအတုံးချပြီးချိန်စာကိုဖျက်ပေးတာဒုတိယ option ကကျတော့ဒီအစွမ်းတွေအကုန်လုံးကိုစုပ်ယူပြီးတော့ vampire တွေရဲ့သခင်အသစ်ဖြစ်လာတာဒီနှစ်ခုတွေကတစ်ခုကိုရွေးချယ်ရလိမ့်မယ်ဒီ option တစ်ခုတွေကတစ်ခုကိုရွေးပြီးသွားတဲ့အချိန်မှာတော့ထာလာရောက်လာပြီးတော့ Lazarus ကိုရဲကအစွမ်းတွေကိုစုပ်ယူသွားတယ်ဟိုကောင်ကြီးကသေသွားမိမယ်သူ့ရဲ့အစီအစဉ်တွေကတော့အသက်ဝင်နေတော့မယ် Jericho ကထာလာကိုလိုက်ရှာပြီးတော့တတ်ရမယ် ထားလာကိုဘယ်မှာသွားတွေ့လဲဆိုတော့တခြား dimension တစ်ခုမှာသွားတွေ့တယ် The end of one world and the beginning of another Lazarus had this dream It was here that he became immortal and it is here that he was going to remake the world Time to die အဲ့ဒီ dimension မှာပဲထာလာကိုတိုက်ခိုက်ရမယ်။ထာလာနဲ့ Lazarus ရဲ့တိုက်ခိုက်ပုံတွေကအကုန်လုံးတူတူကြီးပဲ ဒါကလည်းထာလကလက်ဇရစ်ရဲ့အစွမ်းတွေကိုစောက်ယူထားတာကြောင့်လည်းပါမယ်အဲ့ဒါပြီးရင်တော့ထာလလည်းဂျယ်ရီကိုရဲ့လက်မှာပဲကြာရှုံးသွားခဲ့ပါတယ် ထာလကဂျယ်ရီကိုရဲ့လက်ထဲမှာပဲတည်သွားတယ်သူ့အလောင်းကိုဒီဘက်ကဘာကိုတော့ပြန်မယူမလာဘူးဂျယ်ရီကိုကဒီဗမ်ပါယာအစွမ်းတွေကိုအတုံးချပြီးချိန်စာကိုဖျက်ခဲ့တယ်အရာအားလုံးပုံမှန်အတိုင်းပြန်ဖြစ်ပြီးသူကိုယ်တိုင်လည်းလူသားတစ်ယောက်ပြန်ဖြစ်သွားတယ်ကက်ဆယ်ရီရဲ့ဝိညာဉ်ကလည်းနောက်ဆုံးမှလွတ်မြောက်သွားတယ်ထင်ပါတယ်အတောင်ပံလေးပေါက်ပြီးတော့ကောင်းငင်ပေါ်တက်သွားတယ် ဂျယ်ရီကိုရဲ့အနာဂတ်ကရောအရင်လိုပဲဝရမ်းပြေးတယောက်ပြန်ဖြစ်သွားမလားဒါမှမဟုတ်လေလူတွေကိုကူညီတတ်တဲ့ဥပဒေပေါင်းအပြင်ဘက်ကရှင်သန်သွားတဲ့လူတယောက်ဖြစ်သွားမလားဆိုတာကိုတော့မသိရတော့ပါဘူး Dark Watch အဖွဲ့အစည်းကတော့နောက်ထပ်ရာစုနှစ်များစွာတည်ရှိနေသေးတယ်သူတို့တွေဘယ်ရာစုနှစ်ထိ active ဖြစ်နေသေးလဲဆိုတာကိုဒီဇိုင်းဆွဲထားတာမျိုးတွေလည်းတွေ့ရတယ်ဘယ်အနေမှာကျတော့ Jericho က Lazarus လိုမျိုး Vampire ကြီးဖြစ်လာဖို့စူးစမ်းလိုက်မယ်။ဒါကို Cassidy ကတားဖို့လုပ်တယ်။ သူကတို့ Angelic Being ပုံစံပြောင်းပြီးတော့ Jericho ကိုတိုက်ခိုက်တယ်။ဒါမဲ့ Cassidy က Jericho စီမှာရှုံးသွားတယ်။ပြီးရင် Jericho ကထာလာကိုလည်းတက်ပစ်လိုက်တယ်။ Jericho ကဒီအန်နီမှာ Vampire တစ်ဝက်လူသားတစ်ဝက်ကနေလုံးဝအင်အားကြီးတဲ့ Vampire စစ်စစ်အသွင်ကိုပြောင်းသွားတယ်။ဒီအန်နီကလည်းအဓိပ္ပာယ်တော့ရှိတယ်။ Jericho ကအစကတည်းကဗရန်ပြေးတယောက်လူရတာတွေတခြားပြစ်မှုတွေလည်းအများကြီးရှိတယ်။အဲ့ဒါလူသားမျိုးနွယ်ကိုကဲတင်မဲ့လမ်းကြောင်းကိုသွေးဖယ်သွားတာကလည်းအဓိပ္ပာယ်တော့ရှိတာပဲ။ ဒါ watch PS2 game ရဲ့ဇာတ်လမ်းကတော့ဒီလောက်ပါပဲ။ကဲဒါဆိုရင်ကျွန်တော် gameplay နဲ့ဒီ game ကိုသဘောကျတဲ့အချက်တွေနဲ့တိတ်အားမလို့အားမရဖြစ်မိတဲ့အချက်တွေကိုပြောပြချင်ပါတယ်။ ဒေါဝစ်ကင်းဒီကျွန်တော်ရဲ့ငယ်ဘဝမှာရေးပါခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ခဲ့တယ်။သူ့ရဲ့ထူးခြားတဲ့ Western Gothic အထာပုံစံမျိုးကို Halo လိုမျိုး Surface Shooter ဂိမ်းရဲ့ mechanic ကိုပေါင်းထားတာမျိုးဆိုတော့ဒီဂိမ်းရထူးခြားတယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ကြိုင်ပြီးကစားရတဲ့ Jericho Cross ရဲ့ပုံစံကိုကြည့်လိုက်တော့လေလုံးဝအခေါ်ကြီးဗျာ။ Leather Age ဘောင်းမီအမဲအောင်ဝတ်ဆက်အနောက်မှာလဲဝင်းယုံအမဲအောင်ရှေးကြီးနဲ့အုတ်ထုတ်ကလည်းအမဲတကောလုံး All Black ကိုမှမျက်လုံးတစ်ဖက်နီးနေတဲ့သူ့ပုံစံကြီးကစောက်ရမ်းအထာကြတယ်။ဒီအထာကြတဲ့ပုံစံကြီးဖြစ်မလာခင်တုန်းကတော့ Game Studio ဘက်က Jericho အတွက်တော်တော်ဦးကြောင်ကြားဆန်တဲ့ concert art တွေကိုဆွဲခဲ့သေးတယ်။ဂိမ်းဟာအစတုန်းကလည်းဒီလိုမျိုး horror ဆန်ပြီး heavy ဖြစ်မဲ့ပုံစံမျိုးဖန်တီးဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘူးထင်တယ်။ဒီ Alia concert ပုံတွေကိုကြည့်လိုက်မှဆိုရင် Jericho ရဲ့ပုံက Twice Story တဲက Woody နဲ့တောင်ခက်စစ်စင်။အဲ့နောက်မှာသူတို့ဒီ character ကို modify လုပ်ရင်းလုပ်ရင်းကနေအခုကျွန်တော်တို့ဂိမ်းထဲမှာဆော့ရတဲ့ရေးလဲမိုက်တဲ့ Jericho ပုံစံထွက်လာတာပါ။ပြီးတော့ Jericho က silent protagonist ဂိမ်းတစ်လျှောက်လုံးမှာဒီကောင်ကစကားတစ်ခွန်းမှ ပြောမှမဟုတ်ဘူး။ဒါဂိမ်းပြီးတဲ့အထိပဲ။ ပို့ပြီးတော့ Jericho ကိုစိတ်ဝင်စားဖို့ကောင်းစေတယ်။ဂိမ်းထဲမှာပါတဲ့တနတ်တွေ reload animation တွေဓာတ်တွေကတော်တော် solid ဖြစ်တယ်။ pistol တွေ rifle တွေရဲ့ဒင်မှာလည်းခြုံထက်တဲ့ဓာတ်တွေတက်ထားတဲ့ပုံစံမျိုးကတော်တော်မိုက်တယ်။ဓာတ်တွေကိုလေ့လာကြည့်လိုက်ရင် Dawash Universe မှာ Dawash အဖွဲ့အစည်းရဲ့နီးပညာကသူ့ခေတ်ခါမှာတော်တော်ကြီးကိုခေတ်ရှည်ပြေးနေတယ်လို့သတ်မှတ်နိုင်တယ်။တနတ်တစ်လက်ချင်းစီအတွက်လည်း background story လေးတွေလုပ်ပေးထားတယ်။ ပြီးရင် Jericho ရဲ့ Vampire Power တွေ Jericho က Vampire တဝက်လူသားတဝက်ဆိုပေမဲ့သူ့မှာ Vampire အစွမ်းတွေတော့တော်တော်များများရှိတယ်ဒါပေမဲ့ဒီအစွမ်းတွေကတခြား Vampire တွေလိုပဲနေအောင်ထဲမှာဆိုရင်တခုမှသုံးလို့ရမှာမဟုတ်ဘူး Special Vampire Power တွေကတော့ Morality ကိုလိုက်ပြီး Category နှစ်ခု꿰တယ် Good Power နဲ့ Evil Power Evil Power တွေကတော့ပို့ပြီးအထာကျတယ်လို့ခံစားရတယ် Good Power မှာဆိုရင် Silver Bullet Fear ပြီးရင် Mystic Armor ရဲ့ Vindicator ရဲ့ဆိုပြီး၄မျိုးရှိတယ် Evil Power မှာဆိုလဲ Blood Frenzy Turn Blood Shroud ်ဆော့စတီလာဆိုပြီး၄မျိုးရှိတယ်ဆိုတော့ Jericho အတွက် gain နဲ့မှာဒီတိုင်းသနက်ပြင့်နေရတာအပြင်ကမှ vampire power တွေလည်းဖောဖောတည်တည်တုံးလို့ရနေတာဆိုတော့ gaming experience ကအထာကျတယ်အားမလို့အားမရဖြစ်မိတဲ့အချက်တွေကိုပြောပါဆိုရင် story လည်းပါတယ်လို့ gameplay လည်းပါတယ် story တချို့အပိုင်းတွေကနည်းနည်း repeat ဖြစ်တယ် gameplay hour တော်တော်လေးဆိုတော့ဒီလိုမျိုးထက်နေတာတွေမဟုတ်ပဲတခြား narrative story တစ်ခုနဲ့တွဲရင်ပုံပြီးမိုက်မယ်လို့ခံစားရတယ် Jericho Dawish member ဖြစ်တော့လောက်ရတဲ့ mission တွေကလည်းလူတွေကိုကဲမယ်ပစည်းတွေပြန်ယူမယ်ပြီးရင်လူတွေထက်ကဲမယ်ဒါမျိုးတွေကြီးပဲ even mark တွေပေါ်လာမယ်ပေါ်လာတဲ့ even mark တွေကိုဖြစ်စည်းနဲ့ရန်သူတွေကိုချမယ်ဒါတွေပဲထက်နေတာဒါတွေကတော့ story နဲ့ပတ်သက်ပြီးကျွန်တော်သဘောမကျတဲ့အချက်တွေပါ game play ကြတော့တနက်တွေမိုက်တလို့ချိန်ရပြရတာလေးတယ်ကျွန်တော်တို့ halo မှာ high jump ခွင်ရင်တော်တော် smooth ဖြစ်တယ်ဗျာ physical body ကြီးတစ်ခုလုံးလေးမှာလွင့်သွားတယ်ဆိုတော့ခံစားချက်ကိုရတယ် dawish မှာတော့အဲ့လိုမဟုတ်ဘူး ခုံလိုက်ရင်စက်ကူရွက်လေးကလေမှာလွင့်သွားတဲ့အတိုင်းပဲကလန်ကီဖြစ်တယ်ခုံရတာသိပ်ဖီးမလားဒါတော့ဒီ game ရ Halo ကိုလုံးဝအကြီးကြီး inspire ယူထားတာမျိုးပြီးတော့ Dawes က sequel အတွက်လည်းအစီအစဉ်ရှိခဲ့တယ် ဒါမဲ့စိတ်မကောင်းစွာနဲ့ဒီ sequence plan က2000ခုနှစ်မှာလုံးဝအပီးတိုင် cancel သွားခဲ့တယ်။ waste potential တခုလို့ကျွန်တော်မြင်မိတယ်။ဒီဘက်ခင်မှာသာ remake ဒါမှမဟုတ်ရင်လည်း franchise တခုလို့ကို reboot လာခဲ့မှဆိုရင်တော်တော်မိုက်မယ်လို့ထင်တယ်။ဥပမာဒုတိယကဘာစစ်မှာစစ်သားတယောက်ကတာမန်စစ်သားတွေနဲ့ခြာရင် vampire တို့တခြားမကောင်းဆိုးရတွေနဲ့ကြုံလာရတာမျိုးအဲ့ဒါကိုမှ Darwish ကဝင်လာပြီးကူညီပေးတာမျိုးအနာဂတ်ကာလမှာ Darwish နဲ့ vampire တွေ conflict ဖြစ်တာမျိုးတွေတော်တော်လှုပ်ချင်သေးရင်လှုပ်လို့ရတဲ့ပုံစံမျိုးတွေအများကြီးပဲ။ဒါကြောင့်ကျွန်တော်ကတော့ Darwish ကိုပုံ စံအသစ်နေနဲ့ထက်မြင်ရမယ်ဆိုရင်မြင်ရှင်တယ်ဒီဘက်ခင်မှာတော့သူနဲ့ပုံစံတူရဆိုရင် Evil West ဆိုတဲ့တကိန်းတော့ရှိတယ်အကြိုက်ကြီးတော့မဟုတ်ပါမယ်ညီကိုတော့ Dawes လို့ပုံစံမျိုးစုံမယ်ဆိုရင်မစိုးဘူးလို့ပြောလို့ရတယ် Dawes ကတော့ PS2K ရဲ့ unit ဖြစ်ပြီး underrated ဆန်တဲ့ဂိမ်းကောင်းတစ်ခုအနေနဲ့ဘယ်အချိန်မှဖြစ်ဖြစ်အမတ်ရမိနေမှထင်တယ် Jericho နဲ့တူတူ Arizona ပြည်နယ်မှာပြစ်ခတ်တောင်းဆန်ခဲ့ရတဲ့စွန်စားဂန်လေးကတော့ Dawes King ကပေးနိုင်တဲ့အကောင်းဆုံးအမတ်တရားလေးတစ်ခုပေါ့ကဲ ဒါဝက်အချောင်းကတော့ဒီလောက်ပါပဲညီကိုရောရောဒါဝက်ကိုစောက်ခဲ့ဘူးကြလားစောက်ခဲ့ဘူးရဆိုရင်ဘယ်လိုမျိုးအမှတ်တရတွေရှိလဲဆိုတော့ကို comment မှာဆွေးနွေးသွားခဲ့ကြပါဦးဒီလိုမျိုး gain နေတဲ့ပတ်သက်တဲ့အချောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင် Zuhab channel ကို like and subscribe လုပ်သွားပေးကြဖို့မြတ်တရှက်ခံပါရခင်ဗျာအဆုံးထိကြည့်ရှုပေးသူအရောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်